ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ FEBC အတလွင့်ဌာနမှာ တင်တိအတော်တမချန်းအစီအစဉ်များကို အတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်တောရရှိပါခင်ဗျာဒီကနေ့တင်တိအတော်တမချန်းအစီအစဉ်မှာထွမြောက်ရချန်းခန်းကြီး24နဲ့ထွမြောက်ရချန်းခန်းကြီး25အခန်းငယ်1ကနေအခန်းငယ်22အထိကိုလေ့လာမှာဖြစ်ပါတယ် ဒီကျမ်းမှာဘုရားသခင်ဟာမောရှိကိုတောင်ပေါ်ကိုဆင့်ခေါ်တဲ့အကြောင်းဣသရေလသားတွေကဘုရားသခင်ရဲ့စကားကိုနားထောင်ပါမယ်လို့ထပ်ပြီးတော့ပြောဆိုပုံများနဲ့အတူဘုရားသခင်ရဲ့ဘုန်းတော်ထေရှားခြင်းများ မောရှိမရှိတော့အာယုံနဲ့ခုရတို့မောရှိကိုစားလူမျိုးတော်ကိုအုတ်ချုပ်ရပုံအကြောင်းများပဲဖြစ်ပါလေအခန်းကြီး27ကစလာတဲ့ဥပဒေပြုမှုဟာဒီကျမ်းမှာပြီးဆုံးပါမယ်ကျွန်တော်သိခဲ့ရတဲ့အတိုင်းဥပဒေစတွေဟာလူအများနားလည်နေကြတဲ့ပြည့်ညတ်တော်ဆယ်ပါးတဲ့ပို့ပြီးတော့ ပြပြလေရီဆိုတဲ့အချက်ကိုကျွန်တော်တို့မှတ်ယူထားကြပါမယ်။တဲတော်မတီရှိပြီဝုတ်ပြခြင်းဆိုတဲ့ကောင်းစဉ်နဲ့စတင်စဉ်းစားကြပါစို့။ဖမျောက်ရတန်းအခန်းကြီး24အငယ်1တပန်ထာဝရဘုရားကသင်သည်အာယုံနာဒတ်ဘိဟုအစရှိသောဣသရေလအမျိုးအဖက်ကြီးသူခုနှစ်ကြိမ်နှင့်တကွထာဝရဘုရားထံတော်သို့တိတ်ပြီသူတို့သည်ဝေဝေးကိုးကွယ်ကြစီ။ဘုရားသခင်ကဒီပုဂ္ဂိုလ်တွေကိုတောင်းပေါ်ပြတ်ကြဆိုပြီးတော့ခေါ်တယ်။ သူတို့ကိုတစုတဝေးတည်းခေါ်တဲ့နေရာမှာဝေးဝေးကနေပြီးတော့သာကိုးဝယ်ရမယ်ဆိုတဲ့အမျိုးကတက်ပြီးပါလာတယ်။ဥပဒေနဲ့ပတ်သက်လာရင်ကျေးဇူးဂယုနာတော်အရေးမှာခိုးလုံရတာနဲ့ပုံစံဟာကွာခြားနေပြီမဟုတ်ဘူးလား။ရွှေလင်းသားရဲ့တောင်ပေါ်မှာချီပင့်ခေါ်ဆောင်ပြီးတော့အဲကုတ်ကျူကျုံစခန်းတွေကနေလွန့်ပြောက်ရပုံနဲ့ဘာမှမဆိုင်တော့ဘူး။တောင်ဟာဥပဒေခေတ်ဦးရဲ့ပုံစံပဲ။ဒါပေမဲ့အခုဓမ္မသစ်ကာလမှာကျတော့တမျိုး။အေးတဲ့အိုရာစာအခန်းကြီး1 အငယ်ဆက်သုံးမှာဘယ်လိုဆိုထားသလဲသင်တို့ဒီအထက်ကဝေးရရှိတော်လဲယခုမှယေရှုခရစ်၌ထီး၍အဖွေးတော်အားဖြင့်အနည်းတို့ရောက်ကြပြီဆိုပြီးတော့ပြန်ပြေးလာရ၏ပြောင်းလဲလာတဲ့သမိုင်းသစ္စာခရစ်တော်ရဲ့ဆွေးတော်အားဖြင့်ဂျေဇုနဲ့ဂယုနာတော်ကိုကျွန်တော်တို့ဟာပြန်လဲခံစားရပြီအငယ်နှစ်နဲ့သုံးမှာဆက်တာကတော့အခုလိုဖြစ်ပါတယ်ပင်တယောက်ကြီးလာထာဝရဘုရားထံတော်သို့ချဉ်းကပ်ရမည်အခြားသောသူမချင်းမကပ်ရ လူများတို့ဘီပင်နဲ့အတူမတက်ရကြဟုမောစီအားမိန့်တော်မူ၏မောစီသည်လည်းလူများတို့စီအားသို့လာ၍ခါဝဲရဘုရား၏စကားတော်အလုံးစုံကို၎င်းစီရင်တော်မူချက်အလုံးစုံကို၎င်းပြန်ကြား၍လူများအပေါင်းတို့သည်လည်းခါဝဲရဘုရားမိန့်တော်မူကြမြအတိုင်းကျွန်ုပ်တို့ပြုပါမည်ဟုတပန်ဒီပြန်ပြောကြ၏အရင်တစ်ခါလဲအခုလိုပဲအာမဘန်ဒေကြီးခံခဲ့ကြရတယ်ဆိုတော့ဒါဟာဒုတိယအကြိမ်ပေါ့ self confidence လို့ခေါ်တဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုတို့မှာသိပြီးတော့ရှိကြတယ်ဟုတ်လာပြီလို့လဲထင်နေကြသေးတယ် ဘုရားသခင်ကနည်းနည်းစလိုက်တာနဲ့ကျွန်တော်တို့ဒီတိညာတော်တွေကိုလူချင်းပါတယ်လိုက်နာပါမယ်ဆိုတာဟာလူရဲ့မာနာကနေလာတဲ့စိတ်ဓာတ်ရောင်ပြန်လို့ပဲကျွန်တော်ကတော့ယူဆတယ်ပြီးတော့မှဘုရားသခင်ပေးခဲ့တဲ့ပညာချက်တွေကိုတခုမှစံရင်စံညုံးပြအောင်သူတို့မလိုက်နာနိုင်ခဲ့ကြဘူးဥပရိသတွေတဲကအစိတ်အပိုင်းဖြစ်တဲ့ပညာတော်ဆယ်ပါးလောက်များတော့အပြော့ပေါ့ကွာလို့သူတို့ထင်ခဲ့ကြတယ်လုံလိမ့်မယ်လို့သူတို့ထင်ခဲ့ကြတယ်ဒါဣသရေလလူမျိုးတစ်မျိုးတည်းကိုတော့မပြောနဲ့တရားတော်တွေကိုပေါက်မြောက်အောင် ကျင့်နိုင်ပါပြီဗျဆိုတဲ့ပြိတ္တတိကဘာမှတူးနေတယ်ကျွန်တော်ကတော့အာဩလို့မကုန်ဘူးတချို့များဘုရားသခင်ရဲ့စံချင်ကိုတောင်မှီတလို့ပြောဝဲနေလူကပြောတယ်ကျွန်တော်ကတော့ဒါကြောက်စရာဖိတ်ကောင်းတဲ့အပြစ်လို့မြင်နေသူတို့အစားကြောချမ်းပါလေရှင်ယောဟန်ဩဝါဒစာပထမစာဆောင်အခန်းကြီး1အငယ်10မှာကြည်ပါ ကိုအပြစ်မရှိဟုငါတို့သည်ဆိုရင် ကိုကိုကိုနဲ့ပြားကြဤငါတို့၌တစ္ဆာတရားမရှိအဲ့ဒီလိုဆိုထားပါလေကျွန်တော်ကကိုသားမယားကိုဆွေကိုမျိုးအပေါ်မှာ စနေတရားတာမပြားတာအသာထားငါလူသူတော်ကောင်းကြီးဆိုပြီးတော့ပို့ကိုကိုစနေတရားနေပြီဆိုရင်ဒါဟာအဖြစ်တစ်ခုပဲဒီအဖြစ်ကိုပော့သေးသေးလည်းမထင်နဲ့အိုးအဲ့ဒီရှီယောဟောင်းဩဝါဒစာပထမစာဆောင်အခန်းကြီး1အငယ်30မှာကျတော့လေဒူးစီအိုက်တို့မပြုတ်ပြီးဟုငါတို့သည်ဆိုရင်ဘုရားသခင်ကိုဖုတာအဖြစ်တင်ကြ၏နှုတ်ကပတ်တော်လဲငါတို့နိုင်မရှိအဲ့ဒီလိုဆက်ပြောထားတော့ကိုကိုကိုလူကောင်းချင်းလေအပြည့်ဝန်တုတ်ကပို့ပို့ပြီးတော့ကြီးလာလိမ့်မဟုတ်ဘူးလားဒါကြောင့်မို့ ကောင်းဆုံးဟာကိုယ့်ရဲ့ကောင်းမှုလို့အပြစ်မရှိမှုလို့ဆိုတာမျိုးကိုရင်မှာဘယ်တော့မှမငွေးမြူဘူးလို့တယ်အခုဣသရေလတို့ကြည့်လေရဲရဲတင်းတင်းနဲ့လုပ်ခဲ့ပြီဥပဒေတွေကိုချလို့ပေးသမျှလိုက်နာပါမယ်တဲ့တယောက်နဲ့ယောက်ဒါမှမဟုတ်ရင်မျိုးနွယ်တစ်ခုနှစ်ခုမဟုတ်ဘူးတပြုံလုံးဝိုင်းပြီးတော့អော်တော့ဘုရားသခင်တောင်းမှအံ့ဩလိမ့်မယ်လို့ကျွန်တော်ထင်တယ်တဏှီတညာတဲ့ပြုတဲ့ဂရိလောက်ကြောက်ဖို့ကောင်းတယ်လေတင်းပြောင်ရကျန်အခန်းကြီး24အငယ်၄မှ9 မောရှိသည်ထာဝရဘုရား၏စကားတော်အလုံးစုံကိုရေးထားပြီးမှနက်နက်စောစောထိုက်၍တောင်ကျေရင်း၌ရစ်ပလင်ကို၎င်းဣသရေလအမျိုး32မျိုးနှင့်တကွကြောက်တိုင်32တိုင်ကို၎င်းတည်လေ၏ဣသရေလအမျိုးသားလူပြိုတို့ကိုစေခိုင်းသည့်အတိုင်းသူတို့သည်နွားများကိုယူ၍ထာဝရဘုရားရှိမှမိရှုသောရစ်မိသဟာယရစ်ကိုပူဇော်ကြ၏မောရှိသည်လည်းအသွေးတဝက်ကိုအင်ဒုံ၌ဖြဲ့၍တဝက်ကိုရစ်ပလင်မှဖြန့်လေ၏ပရိယေစာကိုလည်းယူ၍ပရိသတ်များရှိမှဖတ်ပြီးလေ သူတို့ကလည်းထာဝရဘုရားမိန့်တော်မူသမျှအတိုင်းကျွန်ုပ်တို့ပြုပါမည်နားထောင်ပါမည်ဟုပြောဆိုကြ၏ပေးရပါပြီဘီဂရီဘုရားမထင်ကအာဗြဟံကိုဂရိပေးတာကိုလိုက်ပြီးတော့ပြိုင်ပြီးတော့ဂရိတွေပေးနေတလားအောင်းမရတယ်မဟုတ်ဘူးလားအချိန်လုံးစိတ်ပြီးတော့ဂရိဖြစ်စာတွေကြီးပဲဘုရားကိုတော်တော်ပြီးတော့ပေးနေတယ်လေဒီတော့ကိုကိုကိုယုံကြည်ချက်ကလည်းပြင်းထန်အထင်ကလည်းသူတို့သိကြည့်နေတာကကိုကိုကိုစနေစားတဲ့အပြစ်ဟာတင့်နေခဲ့ပြီအဲဒါပေမဲ့သူတို့ကတရားမခင်အမိန့်ကိုအဲ့လို မြေဝဲမကြနာခံပါမင်းဆိုတာမျိုးလုပ်တာကိုအပြစ်တင်ခြင်းရင်ကျွန်တော်ကိုယ်တိုင်ရဲ့ကိုယ့်ဘဝကိုကိုယ်ဆင်ခြင်ဖို့လိုလာပြီတဘာဝလူသားဟာအဲ့ဒီအတိုင်းပဲလို့အဖြေထွက်တယ်အ ਨੇ ဆုံးကိုယ့်ကိုယ်ကိုလောကုတ်တရားချမ်းသာနဲ့ပတ်သက်ပြီးပိုင်ပြီဆိုပြီးတော့ကောင်းကင်ဘုံစည်းစိမ်နဲ့တန်တဲ့ကြီးပဲထင်နေရကြတယ်အမှန်စင်စစ်ဘုရားသခင်ဆိုတဲ့အနန္တတကုရှင်ရဲ့စံချင်းစံညွန်းနဲ့ရှင်အပေကံတွေကြီးတွေဖြစ်တယ်ဆိုတာကိုအရင်သိထားမှဘဝနဲ့ဓမ္မလမ်းကြောင်းဟာ တိမ်တိမ်ငွေ့ငွေ့ရှင်ပြီးတော့ بوا နိုင်မယ်ဆိုတာကိုကျွန်တော်တို့သိထားတိုက်ပါတယ်။ဒါဟာဘဝရဲ့အနှစ်သာရနဲ့လည်းပြည့်စုံတဲ့လူဘဝလို့ကျွန်တော်ဒီနေရာမှာဆိုချင်ပါတယ်။ယောမဝါရစာအခန်းကြီး5အငယ်30မှာကြည့်ပါ။ကြားစာလာဒီကဖြောက်မှတ်တော်သူမရှိတယောက်ပြမရှိတဲ့။နောက်တစ်ချက်အုံနောက်ထဲမှာထည့်ထားရမှာကတော့မျက်မှောက်ခေသိပ်ပံထုံးကားတာလူနေမှုအစ်စ်နေမြင်တာအာကာသထွက်ပြီးတော့လမ်းလျှောက်တာကတကန်တာအပြစ်ဒုစရိုက်တရားကောင်းထောင်ပြီး အစိုးရရလူသားတွေရဲ့စိတ်ဓာတ်ကိုပိုပြီးခွာနေတယ်လို့ကျွန်တော်ယူဆပါတယ်။ဖွံ့ဖြိုးရာကျန်အခန်းကြီး24အငယ်8မောရှိသည်လည်းအသွေးကိုယူ၍လူများအပေါ်မှာဖြန့်ပြက်ဤအသွေးကဤအမှုအရာတို့တွင်ပင်တို့၌ထာဝရဘုရားဝန်ခံတော်မူသောပရိညာအသွေးဖြစ်ပြီပြောဆို၏။အသွေးကိုဖြန့်တာဟာရစ်ပူဇော်ခြင်းရဲ့အတိတ်ပဲဖြစ်ပါတယ်။ဘုရားပခင်ကပြည့်ညတ်တော်တွေကိုမချခင်ကတည်းကဒါတွေရှိခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်။ဟေဘရဲဟောဝါဒစာအခန်းကြီး9 အငယ်၃၁မှာအခုလိုဆိုပါတယ်။ဤမြတ်တရားအတိုင်းခတ်သိမ်းသောအရာတို့ကိုကုံမတက်အသွေးအခက်စင်ကြယ်စေတတ်၏။အသွေးမသွန်လောင်ပဲအပြစ်လွတ်ခြင်းမရှိအဲ့ဒီလိုဖော်ပြထားပါတယ်။အဖက်သွေးနဲ့ရစ်မပူစော်ပဲကောင်းကင်ဘုံကိုမရောက်နိုင်။တနည်းအားဖြင့်အပြစ်မပြေနိုင်ဆိုတာကိုဖလုတ်ကပတ်တော်မှာအဆက်ဆက်ဘုရားသခင်ဖော်ပြသွားလိမ့်မယ်လို့ကျွန်တော်ကြိုတင်ပြီးပြောထားတရားစီ။သင်နာတောင်ပေါ်သို့မောရှိတက်သွားခြင်းဆိုတဲ့အပိုင်းကိုဆက်လက်ဖော်ပြလိုပါတယ်။ ထွန်းမြောက်အကျမ်းအခန်းကြီး24အငယ်9နဲ့30ထိုအခါမောရှိအာယုန်နာတက်အပိဟုအစရှိသောဣသရေလမျိုးအဖက်ကြီးသူ9ကြိတ်တို့သည်တက်၍ဣသရေလအမျိုး၏ဘုရားသခင်ကိုမြင်ကြ၏ခြေတော်ဟောင်း၌နီလာကြောက်ဖြစ်ပြီးသောကြောက်ခင်းကဲ့သို့သကောင်းကြည်ရင်သော ကောင်းခင်မျက်နှာကဲ့သို့သကောင်းထင်လေ၏ဘုရားသခင်ကိုမြင်ကြ၏ဆိုတဲ့အချက်ကိုဒီနေရာမှာရှင်းဖို့လိုလာပြီတခြားသမာကျမ်းနှင့်ရှင်းပြစဉ်းစားဖို့ရည်ကြည့်တဲ့အချက်ပဲအမှန်တော့ ဖះသခင်ကိုဘယ်သူမှလောကကြီးမှာမမြင်ဘူးခဲ့ပါဘူး။ဘာကြောင့်လဲ?ဖះသခင်ဟာရုပ်ဝတ္ထုနဲ့ဒုတယ်နဲ့တွေ့နိုင်တဲ့အရာမဟုတ်လို့ပဲ။အင်မတန်ဖိုင်ရှင်းတဲ့ဝီလျံဒေါ်ပဲဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး1အငယ်17မှာဖះသခင်ကိုအဘယ်သူမှမမြင်စဖူးတော်လဲ။ခမည်းတော်၏ရင်ခွင်၌ရှိသောတပါးတော်သားတို့သည်ဖះသခင်ကိုထေရှားစေတော်မူပြီတဲ့။ဒါဆိုရင်ဖះသခင်ကိုမြင်ကြ၏ဆိုတဲ့စကားကိုမောရှိဘာဖြစ်လို့ရေးရတဲ့လဲ။ ဖျားသခင်ရဲ့ကိုစားပြုတရားရိတ်ကိုမြေရခြင်းကိုပြောချင်တာပဲပေါ့ကျွန်တော်ဓမ္မသမိုင်းမှာဖျားသခင်ကလူတွေကိုဆင်းစင်ပြီးကိုယ်တိုင်တွေ့တယ်ဆိုတာဟာလေအဲ့ဒီမျိုးတွေနဲ့တွေ့ဆုံခဲ့တာစကားပြောခဲ့တာပါပဲသူ့ကိုဘယ်လူသားရဲ့မျက်စိနဲ့မှတဟတ်တွေ့ဆုံခွင့်အရှိမရှိခဲ့ပါဘူးဘယ်တော့ခါမှလည်းတွေ့ဆုံရနိုင်မယ်လို့ကျွန်တော်မယုံကြည်ဘူးဒါပေမဲ့စီယောရန်ပြောဆိုရေးသားတယ်လို့တပါးဒီသောသားတော်ခရစ်တော်ဟာအထီးရှားဆုံးဖျားသခင်ရဲ့ပုံစံပဲလို့တော့ပြောလို့ရတယ်အခု သခင်ခရစ်တော်ရဲ့ပုံသဏ္ဍာန်ဟာမြေကြီးပေါ်မှာမရှိတော့ပေမဲ့လေကျွန်တော်တို့ဒါကိုကြည်ကြည်နဲ့နဲ့လက်ခံရမှာပါအဖထာဝရဘုရားသခင်ဆိုတာဘယ်လိုသိတယ်ကြားတယ်မြင်တယ်ဖြုတ်ရှားတယ်ဆိုတာတွေကျွန်တော်တို့တခုမှအတိအကျမသိနိုင်ဘူးတွေ့ရတော့ဆင်ခြင်လို့လည်းမရဘူးဒါကိုဟေရှာယကနေတဆင့်ဘုရားသခင်ပြောတာရှိတယ်လေဟေရှာယအနာဂတ်ကျမ်းအခန်းကြီး55အငယ်7နဲ့9မှာအခုလိုတွေ့ရပါတယ်ထာဝရဘုရားမိန့်တော်မူသည်ကငါဤအကြံစီသည်သင်တို့ဤအကြံစီနှင့်မတူ ။ငါဤအကျင့်သည်လေသင်တို့အကျင့်နှင့်မတူ။မိုးကောင်းခင်သည်မြေကြီးတဲ့သား၍မြင့်တဲ့သို့ငါဤအကျင့်သည်သင်တို့ဤအကျင့်တဲ့၎င်းငါဤအကျံစီသည်သင်တို့ဤအကျံစီတဲ့၎င်းသား၍မြင့်၏။ဒီတော့မိုးနဲ့မြေဟာဘယ်နှလို့ထိဆက်နိုင်မလဲ။ခရစ်တော်ဆိုတဲ့ကယ်တင်ရှင်ရဲ့အတိတ်ကဆိုခဲ့တဲ့စကားတွေရှင်ဖန်ခဲ့ပုံတွေကိုပဲပြန်စင်းစားပါ။ပြာဒခင်ကိုအနည်းဆက်ဆုံးထိတွေ့နိုင်တဲ့နည်းဟာဒီတနည်းတည်းရှိတယ်လို့ကျွန်တော်ခံယူပါတယ်။ဒါကြောင့် ို့ဘဝမှာဘာတွေစိတ်မချမ်းမသာဖြစ်နေတလဲတွေ့ရမယ့်ဘာတွေများခံစားနေရတလဲသိရမှာကိုစိတ်ဆိုးနေရတဲ့အထင်များဖြစ်နေကြသလားခရစ်တော်ဖန်ရှင်သောဝိညာဉ်တော်တို့ကိုစိတ်နှလုံးသားတဲ့အထင်တောင်းပန်ပြီးတော့ဖိတ်ခေါ်အတိအပြေရာဝတ်ကိုပြုအသနာခံပြီးတော့ဆူတောင်းကြည့်နောင်တနဲ့ရှင်ပြီးတော့တိုးဝှေ့ချင်းကဘုရားသခင်ကိုမုတ်ချထိတွေ့ရလိမ့်မယ်ဘုရားသခင်ကလည်းလက်ခံပြီးတော့ကောင်းကြီးတွေအမှန်ပေးပါလိမ့်မယ်အခုမောရှိနဲ့နောက်လိုက်တွေ ဖခင်ခင်ကိုမြင်တယ်ဆိုတာဟာကျွန်တော်ပြောခဲ့တယ်လို့ကိုစားပြုတ်ဒရန်ရိတ်ကိုထိတွေ့ခန်းစားရခြင်းတသက်ပဲဖြစ်တယ်။အမှန်တကယ်တွေ့ရတာမဟုတ်ဘူး။ဖမျောက်ရချမ်းခန်းကြီး34အငယ်7ဣသရေလအမျိုးသားမူးမတ်တို့ကိုပြစ်ပေးတော်မမူ။သူတို့သည်ဖခင်ခင်ကိုမြင်ရတော့လဲစားတော့တဲ့နေကြ၏။သနာချင်းဂိယူနာနဲ့ပြတ်သားတဲ့ယူပါယုံဆိုတာဟာမရှိဘူးလား။စတော့ကမိုးချိုးတွေနဲ့တိမ်တွေနဲ့မီးတွေနဲ့ပေါ်လာပြီးတော့ချိန်မောင်၆လနဲ့ တောင်ချင်းရင်မှာထိယုံတဲ့တောင်ပလေရမယ်လို့လှုပ်လို့တုတ်တုတ်တောင်မှမလှုပ်ဘူးခဲ့တဲ့လူတွေဖြစ်ခဲ့ပြီးတော့အခုတော့ဘီယူနာနဲ့ပြတဲ့ယူပါယုံကိုမကြောက်ရယုံနဲ့မကဘူးအစားအသောက်တောင်မှမပြတ်ဘူးဆိုတာဘာသဘောလဲဒီဣဗရေလလူကြီးတွေမူးမတ်လို့ပုံထားတဲ့အကြီးအကဲတွေဖက်တီစီလို့သူများပေါ့ပြီးတော့မထင်နဲ့စောစောပိုင်းအခန်းတွေတုန်းကပါချက်လန့်ပြီးခုပြန်ပြီးတော့ဘုရားသခင်ကသိမ့်သိမ့်မွေ့မွေ့လေးသူ့ကိုချော့တယ်ပြီးတော့သူတို့စိတ်ထဲမှာလူသားချန်စီလို့မရနိုင်တဲ့အစွန်းတကိုးနဲ့ ပြုတ်ပြင်ထားတယ်။ဒါကြောင့်မလို့သူတို့ကအခုတချိန်မှာဖျားသခင်ကိုမကြောက်ရဘူး။မြင်ရတော့လေစာဖောက်ကြီးရဲ့နေကြဤဆိုပြီးတော့ကျေးဇူးတော်ကိုဒီမှာဖော်ပြတယ်။နောက်ပိုင်းမကြခင်မှာမောရှိတယောက်ဖျားသခင်ကိုအစစ်အမှန်ပြပြရစီဆန္ဒပြတာကြားရပါလေဦးမယ်။အခုကိစ္စဟာယူပါယုံဆိုတာကိုသူသိတယ်မဟုတ်ဘူးလား။ဒါကြောင့်ပြပြရစီလို့ပြောတာပေါ့။မောရှိလိုပဲဓမ္မသစ်ကာလမှာတပည့်တော်ဖိလိပ္ပုဟာတရားသခင်ကိုတွေ့ကျင်လို့ခရစ်တော်ကိုအသနာခံတာရှိသေးတယ်။ ရှင်ဟာခရဝင်ခန်းကြီး၁၄အငယ်၈နဲ့၉ပါခုလိုဆိုထားပါတယ်။ပြိလိုက်ပုကလည်းသခင်ခပြီးတော်ကိုအကျွန်ုပ်တို့အားပြတော်မူပါ။ထိုတော့ပြတော်မူသည်အကျွန်ုပ်တို့အလိုပြည့်စုံပါမည်ဟုပြောမိ။ယေရှုကပြိလိုက်ပုအိမြကလပလုံးငါးပြီးတင်တို့နှင့်အတူရှိပြီးမှပင်သည်ငါ့ကိုမသိသေးသလော။ငါ့ကိုမြင်တော်သည်ပြီးခမည်းတော်ကိုမြည်ဘုဖြစ်ရင်ခမည်းတော်ကိုကျွန်ုပ်တို့အားပြတော်မူပါဟုသင်သည်အဘယ်သို့ဆိုရအံ့မည်။ ကောင်းလိုက်တဲ့အဖြေစကားကောင်းလိုက်တဲ့ရှင်းလင်းခြင်းတဲ့ကျွန်တော်ပါဆက်ပြီးရှင်းပြနေစရာလိုတော့တယ်ဘုရားသခင်ကိုဖူးမြင်ဖို့အတွက် ခရစ်တော်ကိုခံရကြပါသူ့စကားကိုနားထောင်ကြပြီးတော့သူဆိုတဲ့အသက်ဆိုင်ရည်ကိုတောက်ကြပါကိုးကွယ်ယုံကြည်ကြပါဒီမောသေဩဝါဒစာပထမဆုံးအခန်းကြီး3အငင်းငါးကိုထပ်ပြီးတော့လေ့လာကြပါဦးစို့ဘုရားသခင်တဆူရီးရှိတော်မူ၏ဘုရားသခင်နှင့်လူတို့ဆက်ကြမှာလူဖြစ်သောယေရှုခရစ်ဒီဟုသောအာနာဂံတူရီရှိ၏ ဒါကြောင့်ခရစ်တော်ကိုလက်တွဲထားပါမှဖခင်သခင်နဲ့ကျွန်တော်တို့လက်တွဲရရောက်မယ်။ကျေးဇူးတော်ကို အပြည့်အဝခံစားရမယ်။ဖြစ်စည်းတဲ့အပြည့်တရားရဲ့အပြည့်တရားကိုအလျှော့မပေးတဲ့ပြည့်ညတ်တရားရဲ့စီရင်ခြင်းဒဏ်ကိုကျွန်တော်တို့ဒါမှသာခံနိုင်ရရှိလိမ့်မယ်။လောကဒဏ်ကိုလွန်မြောက်ထာဝရအဖက် number ကိုရောက်မယ်။ဒီအချက်ကိုကျွန်တော်တို့ဘယ်လိုမှမေ့ပြစ်လို့မဖြစ်နိုင်ပါဘူး။ဖခင်ဘာကျမ်းအခန်းကြီး24အငယ်7လို့မောရှိသည်မိမိရထောက်ယောရှုနှင့်အတူထား၍ဖခင်သခင်တောင်ပေါ်သို့တက်သွား၏။ ာမနဲ့လူမျိုးတွေနဲ့တက်ခိုက်တုန်းကဣသရေလစစ်ကောင်းဆောင်လုပ်ခဲ့တဲ့ယောရှုလေအခုသူ့အခန်းပို့ပြီးပေါ်လာပြီဘုရားသခင်ဟာသူ့ကိုမောရှိနေရာမှာဆက်ပြီးတော့ထမှုပြင်ဆင်နေပြီသူကလူငယ်ဒါကြောင့်ဘုရားသခင်ဟာသူ့ကိုသွန်သင်ပေးဖို့အများကြီးကြံလာသေးတယ်တမယောအချမ်းအခန်းကြီး24အငယ်14မှအဆုံးအထိမှာတော့အခုလိုဆိုပါတယ်အဖက်ကြီးသောသူတို့အားလည်းငါတို့မလာမီတိုင်အောင်ဤရ၌ညံ့နေကြလော့အာယုန်နှင့်ဟူရသည်သင်တို့၌ရှိသည်ဖြစ်၍ မိသည်သူမဆိုအမှုအခဲရှိရင်သူတို့ထံပွားစီဟုမှားထားလိမောရှိသည်တောင်တော်ပေါ်သို့တိတ်၍မိုးတိမ်သည်တောင်တော်ကိုရွှမ်းလိထာဝရဘုရား၏ဘုန်းတော်သည်သိနာတောင်ပေါ်မှကြည့်၍မိုးတိမ်သည်၆ရက်ပတ်လုံးလွှမ်းမိုး၏ဖတ်သမားနေရ၌မိုးတိမ်တဲကအဖန်တော်ထွက်၍မောရှိကိုခေါ်တော်မူ၏ထာဝရဘုရား၏ဘုန်းတော်သည်တောင်ထိပ်ပေါ်မှလောင်သောမိကဲ့သို့ခြေ၍ဣသရေလအမျိုးသားတို့သည်မြင်ရကြ၏မောရှိသည်မိုးတိမ်အထက်သို့ဝင်သည်ဖြင့်တောင်ပေါ်သို့ရောက်၍အရက်၄၀ပတ်လုံးတောင်ပေါ်မှနေလေ၏ ထမြောက်ရာကျမ်းရဲ့ကျမ်းတဲ့အပိုင်းမှာတွေ့ရတဲ့ညွန်ကြားချက်တွေဟာမောရှိအဲ့ဒီလိုတိနာတောင်ပေါ်မှာရှိနေတဲ့အချိန်ဘုရားသခင်ပေးအပ်လိုက်ခြင်းပဲဖြစ်ပါတယ်။အခုထမြောက်ရာကျမ်းအခန်းကြီး25ကိုကျွန်တော်တို့ဆက်ကြပါစို့။မိတ်ဆွေတို့ခင်ဗျာအခုရောက်လာတဲ့ထမြောက်ရာကျမ်းအခန်းကြီး25ကတော့တဲတော်ကိုတိဆောက်ရန်လိုအပ်ချက်များအကြောင်းကိုတွေ့ရတဲ့ကျမ်းပဲဖြစ်ပါတယ်။အခုအခန်းကြီး25ကနေစပြီးထမြောက်ရာကျမ်းအခန်းကြီး30အထိမှာ ဘုရားသခင်အတွက်ဒီဆောက်တဲ့တဲတော်ပုံစံကိုဘုရားသခင်ချပေးပါမယ်။ပြီးတော့ယေဘရောဟိမင်းအတွက်လည်းလိုအပ်တဲ့ဝိယုံများပုံစံကိုလည်းချထားပေးပါလိမ့်ဦးမယ်။နောက်တစ်ဆင့်ကတော့တဲတော်ကိုတိဆောက်ကြခြင်းအကြောင်းများနဲ့အတူဒီရဟာဘုံတော်နဲ့ပြည်စုံတဲ့အရတ်တစ်ခုဆိုတဲ့အချက်ကိုပြရပါလိမ့်မယ်။ဒီတဲတော်ဟာဣသရေလလူမျိုးတို့ဘဝမှာလူသားတို့အနေနဲ့ဘုရားသခင်ကိုချင်းကပ်ဖို့အတွက်ဘ ਹੁ ချက်မှအတိတ်ရဒေဝတစ်ခုဖြစ်လာမယ်ဆိုတဲ့အကြောင်းများဟာမှတ်သားရမယ့်အချက်ဒီပါ။ ကျဲတော်အတွက်လူအပ်ချက်ဆိုတဲ့ချက်နဲ့စတင်ကြရအောင်။ထွမြဝရကျမ်းအခန်းကြီး25အငယ်1နဲ့3ကိုဖတ်ပါမယ်။ဟာဝေယဖျားကလည်းဣသရေလအမျိုးသားတို့သည်ငါဟာလက်ဆောင်ပနာကိုဆောင်ခဲ့ရမည်အကြောင်းစစ်ဆိုလော့။ကြည်ညိုသောစေတနာစိတ်နှင့်ငါဟာလူသမျှသောသူတို့၌သင်သည်အလှူကိုခံရမည်။သတိထားမိကြမလားတော့မသိဘူး။ဣသရေလကျွန်ဘောကလွတ်တာဘာမှမကြသေးတဲ့အချိန်အခုတော့ဖန်ရှင်းရတဲတော်တိဆောက်ဖို့အလှူငွေကောက်ခံနေပြီ။အဲ လက်ဆောင်ပနာရီဆိုတော့လက်ဝတ်ယရနာရောပိုက်ဆံရောဖြစ်ပါမယ်အာဩစရာကောင်းတာကတော့ဣသရေလတွေဟာဘုံဘောတော်အော်ဖလူကြလို့နောက်ဆုံးမှတော်ပါတော့တံပါတော့လို့ပြောယူရတယ်ဆိုရင်အချက်တည်းဖြစ်ပါတယ်ဒါမျိုးကအင်မတန်ရှားပါတဲ့အဖြစ်ပြက်ပါပင်ပြည့်သောသမာကျန်းကိုပြုစုသူဒေါက်တာမက်ဂျီကတော့ဖူအာဒီပေါင်းများစွာသေယုတ်စရာလုတ်လာခဲ့တာပဲဒါပေမဲ့အဲ့ဒီလိုတားယူရတဲ့အဆင့်မျိုးတစ်ခါမှအလှူငွေပေးတာမျိုးမကြုံခဲ့ဘူးလို့ပြောပါတယ်မောရှိကတော့ တကယ်ကိုအဲ့ဒီလိုပုံပေါ်တော်ဟောစေတနာရှင်ပြိသက်နဲ့ပြည့်တုံခဲ့ရပါတယ်။ဖွံ့မြောက်ရာကျမ်းအခန်းကြီး25အငယ်3ကနေကိုအကြည့်ကိုကြည့်အောင်။ခံရသောအလှူမှုကဆွေငွေကြီးဝါပြာသောအထေမောင်းသောအထေနီသောအထေပိတ်ချောစိတ်ငွေအနီဆိုးသောတရေတဟာရှတရေအကာရှတစ်သာလေးရန်စီဖော်ဖို့မိရှုရာနတ်သာပေါင်းမွေဖော်ဖို့ရာနတ်သာမျိုးမိထွန်းစရာစီ ရှာဟန်ကြောက် ယေဘရာဟိတင်တိုင်းနှင့်ယင်ဖွဲ့၌စီစီယာကြောက်ရက်ဒီဟုသောအလှူကိုခံရမည်။ငါသည်ဖင်တို့တွင်တင်းဝတ်ရဖို့ဖန်ရှင်းရာဌာနတော်ကို လုကြစီငါပြသမျှသောတဲတော်တစားပုံနှင့်အညီလုရမည်။ကျွန်ထစ်ခဲ့တဲ့ဣတရီလဒါရီကိုဘဲကရခဲ့သလဲဆိုတာမမေ့ဘူးလို့ထင်ပါတယ်။နှစ်၄၀၀လောက်ကလေးကအိတ်ဆိုင်ကြုံခံလာခဲ့ရတာတွေအတွေ့အဲဂုတ်ထုတွေရဲ့စိတ်ကိုဘုရားသခင်ကသူ့တကိုးတော်နဲ့လုတ်ပြလိုက်တာ။အဲဂုတ်ထုတွေတခါတည်းမပေးရရင်မနေနိုင်အောင်စိတ်တွေပြောင်းပြန်ဖြစ်ကုန်ပြီးတော့ ရှေ့တာတွေအကုန်ထုတ်ပေးခဲ့ရတာကိုပြီးခဲ့တဲ့အစပိုင်းမှာရောအခန်းကြီး7မှာရောကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်ဒါကိုအားလုံးမိကြအောင်မယ်မထင်ပါဘူးအဲ့ဒီတော့မဟုတ်မဟုတ်လုတ်ခဲ့တဲ့နတ်နိုင်ငံကနေတရားသခင်အလိုတော်နဲ့ဒီလူမျိုးတော်ဟာဆွေတွဲလောင်းငွေတွဲလောင်းဖြစ်ပြီးမှကျွန်ဘောကနေလွတ်မြောက်လာခဲ့တာတနည်းအားဖြင့်ဘုရားသခင်ပေးခဲ့တာဒီအပြည့်အစုံနဲ့ပဲပေါ့အဲ့ဒီရတဲ့ကအနည်းဆုံးအမေရိကန်ဒေါ်လာ9000ဘိုးလောက်တန်တဲ့တဲတော်ကိုဘုရားသခင်ရဲ့ပိုက်ရှင်းမြင့်မြတ်တဲ့ဗိမာန် သူတို့တိဆောက်ခဲ့ကြတာပါပဲတောတောက်တန်တရားထဲမှာကြည်လေတဲ့အချိန်မှာဒီတဲတော်ကိုခရီးမှသယ်ဆောင်ရမှာဆိုတော့တဲတော်ဟာခပ်သေးသေးလေးပါဒါပေမဲ့အင်မတန်တန်ဖိုးအ ਨੇ ကထိုက်တယ်ဖလော့ပပတ်ပေတယ်နောက်ပြီးတော့အစင်းတစားတွေနဲ့လည်းပြည့်စုံတယ်လို့ဆိုရပါလိမ့်မယ်အငယ်ရှိငါဘီသင်တို့တွင်တင်းဝေရဖို့ဖန်ရှင်းရဌာနတော်ကိုလုကြစေတဲ့ငါတင်းဝေရဆိုတာဟာဖခင်ကလူပထူကြီးမြေကဒီနေရာကိုသတ်မှတ်ပြီးတော့ ီမာရဲလာပြီးလူများထိုက်တယ်လို့ငုတ်တုတ်ထိုင်နေတာမျိုးမဟုတ်ဘူးအမှန်မှာခဲရုဘိန်လို့ခေါ်တဲ့ကောင်းရင်တမန်ရုပ်ထုတွေရဲ့အလဲမှာတေးဝတ်တယ်ပြီးတော့သူ့ရဲ့နာမတော်နဲ့ဆိုင်တဲ့တက်တာတော်ပေါ်မှာအဲ့ဒီကောင်းရင်တမန်ခဲရုဘိန်တို့အပေါ်ကနေပြီးတော့တရားစီရင်တော်မူတယ်ဆိုတဲ့အချက်တွေကိုဓမ္မရာဇဝင်ဖမစာဆောင်အခန်းကြီး၄အငယ်၄ဓမ္မရာဇဝင်ဒုတိယစာဆောင်အခန်းကြီး၆အငယ်၁ဓမ္မရာဇဝင်သရုတ်ထဆောင်အခန်းကြီး၁၉အငယ်၅ ဟေရှာယအနာတတိကျမ်းအခန်းကြီး38အငယ်16အဲ့ဒီအပိုင်းတွေအရာကျွန်တော်တို့တွေ့ရပါတယ်။တနည်းအားဖြင့်ဘုရားသခင်ဟာရုပ်ထုအသွေမျိုးထထားခြင်းခန္ဓာမဟုတ်ဘူး။ကောင်းငင်ဘုံရဲ့အဆောက်အအုံခံနိုင်ငံတော်ဖြစ်တဲ့ဣသရေလကိုဘုရင်အဖြစ်နဲ့တရားစီရင်ခြင်းကိုဖော်ပြရာအရာဒါကြောင့်မလို့ဖန်ရှင်းရဌာနတော်အဖြစ်ထိမ့်မှတ်ကိုတည်စေခြင်းပဲဖြစ်ပါတယ်။ဒါကိုတချို့ဓမ္မပြရာသမားတွေကအဲ့ဒီတဲတော်မှာဘုရားသခင်ကလာပြီးတော့အမြဲနေနေတယ်လို့ယူဆကြပါတယ်။ အဲ့ဒီလိုနေနေတယ်ဆိုတာဟာမဟုတ်ပါဘူးအဲ့ဒီအချိန်ကာလမှာဣသရေလလူမျိုးတော်အဖို့ကိုးကွယ်ဝတ်ပြုရန်အတွက်ရေတရားသခင်ကိုယုံကြည်ခံရစွာနဲ့မမေ့မလျော့ရစ်ပူဇော်ဖို့ရေဖျားသခင်တမင်တိဆောက်စေခြင်းသာဖြစ်ပါတယ်အဲ့ဒီအယူဆကနေပြီးတော့လူရက်နဲ့တိဆောက်ကြတဲ့အသင်းတော်အဆောက်အုံတွေမှာပဲဖျားသခင်ဟာလာရောက်ပြီးတော့နေထိုင်ကြရောက်ရောက်ဒီအသင်းတော်အဆောက်အုံတွေမှာပဲဖျားသခင်ဟာအိမ်အဖြစ်လာပြီးတော့နေသလိုလိုကျွန်တော်တို့တွေးတော့ကြပြီမေ ကျွန်တော်တို့ဒီလိုမတေးတော်သေးပါဘူးအတားအချင်းကတော့ဘုရားသခင်ရဲ့အိမ်တော်လို့ကျွန်တော်တို့ဂုံတင်ပြီးတော့ပြောတာတော့မှန်နေအမှန်မှာဘုရားသခင်ကအင်မတန်ဖန်ရှင်တဲ့ဝိညာဉ်တော်ဖြစ်လို့အပြောကျေတဲ့ဘဲကဘာဇိုးမှမှသူ့ရဲ့ကျေးဇူးဂရုဏာတော်မတည်ဘူးဆိုတာမရှိဘူးကျွန်တော်အထက်ကဆိုခဲ့တဲ့အတိုင်းချုပ်ထိန်လောင်ပိတ်လို့ရတော့တဲ့ရုပ်ဝတ္ထုမဟုတ်ဘူးမြင်ရင်လို့လည်းမနေနိုင်ဘူးရှောလမုန်မင်းကြီးကထာဝရဘုရားသခင်အတွက်အဘဲသူအိမ်ကိုစောက်နိုင်တယ်လေကောင်းကင်ဘုံတို့ရဲ့ကောင်းကင်ဘုံတိုက်ပြည့် ဘုရားသခင်ကိုကန့်သတ်လို့မရဘူးဆိုတဲ့စကားကိုပြောခဲ့ပါတယ်။အဲ့ဒီလိုပါပဲ။ဒါဝိမင်းကြီးရဲ့စာလံဖီချင်းနဲ့မှလည်းအမှတ်စဉ်69ပါလေ။ထာဝရဘုရားသည်စိုးစံတော်မူ၏။လူများတို့သည်တုန်လှုပ်ခြင်းရှိကြစေ။ခေရုဘိန်တွင်ခြေဝတ်တော်မူ၏။မြေကြီးသည်လှုပ်ရှားခြင်းရှိစေဆိုပြီးတော့ဖွဲ့ဆိုထားတာကိုကျွန်တော်တို့တွေ့နိုင်ပါတယ်။139ခုမြောက်သောဆာလံမှာကြတော့လေပို့ပြီးတော့ကျေပြန့်နေမျက်နာတော်နှင့်လွတ်ချင်းအလို့ကအပေရက်တို့ပြေးနိုင်ပါမည်နီး ကောင်းကင်သို့တက်ရင်ကိုတော်ရှိတော်မူ၏မရဏနိုင်ငံ၌အိယာကိုခင်းလင်ကိုတော်ရှိတော်မူ၏နာနဲ့အတောင်တို့ကိုယူ၍သောဒရာဇွန်း၌နေပြင်ထိုအရ၌ပင်ကိုတော်၏ရက်ပြီးအကျွန်ုပ်ကိုပို့ဆောင်ဖြင့်လက်ရလက်တော်သည်ကံ၍ရှိပါလိမ့်မည်အဲ့ဒီလိုတွေ့ရပါသေးတယ်ဖမယောရာကျန်အခန်းကြီး25အငယ်9ငါပြသမျှသောတဲတော်ပုံတဲတော်တစားပုံနှင့်အညီလောက်ရမည်ဆိုပြီးဖော်ပြတာကိုတွေ့ရပါတယ်လောကမှာလူသားတွေကတိဆောက်တဲ့ဒီတဲတော်ပုံစံမျိုးဟာ ကောင်းငင်ဘုံကတဲတော်ပုံစံကိုယူပြီးတည်တယ်လို့နားလည်ပြီးနောက်ပိုင်းမှာကောင်းငင်ဘုံမှာလည်းအခုလိုတဲတော်ကြီးနဲ့ပဲထာဝရဘုရားသခင်ကနေတရောင်ရောင်အစို့ခင်ကြီးပေးကြတာကြီးနဲ့ပတ်သက်လို့ဟေပြဲဟောဝါရစာအခန်းကြီး၈အငယ်၅ကိုရှင်းပြီးတော့ကြည်ပါ မောရှိသည်တဲတော်ကိုဆောက်လုပ်အပ်သောအခါတောင်ပေါ်မှာသင်ဟာပြခဲ့ပြီးသောပုံနှင့်ညီညွစွာ အလုံးစုံတို့ကိုလှုပ်ချင်းကတရိပ်ပြရမည်ဟုဗျာဒိတ်တော်ကိုခံရသည်ဖြစ်၍ထိုယေဘရောဟိတ်တို့သည် ကောင်းကျင်အရာတို့ဤပုံပမာအရေးနှင့်ရာဆိုင်ရက်ဝတ်ကိုပြုနေကြ၏တနည်းအားဖြင့်ဒီတဲတော်ဟာဘုရားသခင်ကပြတဲ့ပုံစံဆိုရင်ဘုရားသခင်ပြတဲ့ပုံစံမှန်တယ်ပဲကျွန်တော်ကလက်ခံနေတယ်။ဒါပေမဲ့ဆက်ပြီးတော့ဟေရီယံဝါရစာအခန်းကြီး9အငယ်23ကိုကြည်ပါ။ထို့ကြောင့်ကောင်းကျင်ပုံ၌ရှိသော အရာတို့ဤပုံများကိုသောသောသောရစ်ပူဇော်ခြင်းအဖြစ်စင်ကြယ်စေရပြီးတွင်ကောင်းကျင်အရာတို့ကိုသာ၍မြတ်သောရစ်ပူဇော်ခြင်းအဖြစ်စင်ကြယ်စေရ၏။ ထိုသောနေ့အညီမှန်သောဖတ်ရှိရာဌာနတို့၏ပုံဖြစ်သောလူတို့ရက်ဖြစ်လုပ်သောဌာနတည်းသို့ခရစ်တော်သည်မဝင်မဲငါတို့အပြစ်ကြောင့်ယခုဖျားသခင်ကြီးရှိတော်၌ကိုကိုပြခြင်းနာကောင်းကင်ကိုယ်တည်းသို့ဝင်တော်မူပြီဒီအချက်ကိုအမှုလုံပြိလုံပြန်ပြီးတော့စဉ်းစားရင်လူရဲ့လက်နဲ့တီးတဲ့တဲတော်ဆိုတာဟာကောင်းကင်ဘုံမှာအဲ့ဒီအတိုင်းပဲတထရာတဲ့တထက်သေးရှိနေတဲ့တဲတော်တို့မဆိုနိုင်ဘူးကောင်းကင်ဘုံရဲ့ပိုက်ရှင်းရာပုံစံကိုကိုစားပြုတ်ဖန်တီးခြင်းသာဖြစ်တယ် ။သခင်ခရစ်တော်ဟာဒီလူသားရဲ့လက်နဲ့တဲတော်တဲကိုလည်းမဝင်ဘူး။ကောင်းကင်ကိုယ်တဲကိုသာဝင်ပြီးတော့အဖဖျားသခင်စီမှာဝင်ရောက်နေထိုင်ခြင်းဖြစ်တယ်ဆိုတာကိုသာကျွန်တော်တို့တွေ့နေရတယ်။ဖန်ရှင်းရတဲတော်ဝင်။ဖန်ရှင်းရတဲတော်ဖန်ရှင်းရဌာနတော်နဲ့အဖန်ရှင်းဆုံးဌာနတော်ဆိုပြီးတော့လေးပိုင်းခွဲပြီးတော့ဆက်လက်လေ့လာကြပါစို့။အဲ့ဒီတဲတော်ဝင်ရဲ့အဖန်ရှင်းဆုံးဌာနတော်ကိုဖျားသခင်ကျင်းဝတ်ဖို့ချထားရမှာကတော့ ပရိညာဉ်သစ်တာတော်ပဲဖြစ်ပါတယ်။ဒါဟာအရေးကြီးဆုံးဖြစ်ပါတယ်။ တစ်တာတော်ဟာအကာရှတစ်သားနဲ့ပြုလုပ်ထားပြီးတော့စီစဉ်များနဲ့ခုံမွန်းထားရပါလိမ့်မယ်။စီကွက်ရပါလိမ့်မယ်။ပြီးတော့စီခွေးများလည်းတက်ဆင်ထားရပါလိမ့်မယ်။စီခေရုဘိန်များကလည်းတဲတော်ရဲ့မျက်နှပြင်ကို အမိုးကိုမျက်နှချင်းဆိုင်ကနေစွကြည့်ပြီးတစ်တာကိုမိုးနေရပါလိမ့်မယ်။ဒီခေရုဘိန်နှစ်ပါးဆိုင်ရန်ထားတဲ့ပရိညင်တစ်တာတော်ရဲ့အဖိုးဟာဘုရားသခင်ရဲ့ဂယုနာတော်ပနင်မဲဖြစ်တယ်လို့ဒီကျမ်းထဲမှာဆိုထားပါတယ်။ ဆက်လက်ပြီးတော့အငွေ27နဲ့22ကိုကြော်ပြီးတော့လေ့လာကြပါစို့တိတ္တာအဖုံးကိုတိတ္တာပေါ်မှာတင်ရမည်ငါပေးသောတက်သိခံချက်ကိုလည်းတိတ္တာထဲမှာထားရမည်ထိုအရ၌ငါသည်သင်နှင့်တွေ့၍တက်သိခံချက်ထားသောတိတ္တာဖုံးအပေါ်ခေရုဘိနှစ်ပါးဆက်ကြားမှာသင်ကိုနှုတ်ဆက်သဖြင့်ဣသရေလအမျိုးသားတို့၌ဆင်းဆူရသမျှတို့ကိုစီရင်မည်ခေရုဘိကောင်းကင်တမန်နှစ်ပါးခြံရထားတဲ့ပြင်းရင်တိတ္တာဟာ အင်မတန်မာကျောတဲ့အကာရှပစ်ဖားရင်ရွှေနဲ့ပေါက်ဆက်ထားပါတယ်။အတွင်းအပြင်မှာရွှေစင်နဲ့မွန်းမှန်ထားခြင်းဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်ဖော်ပြခဲ့ပြီးပါပြီ။သစ္စာဟာလူသားရဲ့သဘာဝပုံစံကိုဖော်ပြပြီးရွှေဟာဘုရားသခင်ရဲ့ပိုင်ရှင်ခြင်းကိုဖော်ပြတယ်။ဒါကြောင့်ဒီပရိညာသစ်တာတော်ဟာလူသားတိနဲ့ဘုရားသခင်ရဲ့ပုံစံကိုပေါင်းစုဖော်ပြတဲ့သခင်ခရစ်တော်ကိုယဉ်ညွနေတယ်လို့ဆိုချင်ပါတယ်။သစ္စာဖြစ်တဲ့လူရဲ့ပုံတံကိုဆောင်းပြီးလူသားဘဝမှာဆောင်းယူထားခဲ့တဲ့ခရစ်တော်ရဲ့ပယုတ်ဟာ မောဟိုက်ခြင်းပင်မခြင်းနာကျင်ခြင်းရေမောခြင်းငိုကြေးခြင်းနဲ့ဖေးခြင်းစီးရင်ဝေဒနာကိုခံယူခြင်းစတဲ့လူသရုပ်တွေကိုပီပြင်းအောင်ဆောင်ခဲ့တယ်လို့ဘုရားသခင်ရဲ့ဘုန်းတော်များကိုလည်းထေရှားစွာပြသခဲ့တဲ့အတွေ့ပရိညင်ဖစ်တာတော်ဟာခရစ်တော်ရဲ့အရေးတရံတော်ကိုမြေရောက်စေတဲ့ဖန်ရှင်သောဖစ်တာတော်ပဲလို့မှတ်တမ်းတင်ပြရစီခင်ဗျာနောက်တစ်ချိန်အစီအစဉ်မှာထွတ်မြောက်ရာကြာခန်းကြီး25အခန်းငယ်23ကနေအခန်းငယ်40အထိကိုလေ့လာမှဖြစ်တဲ့အတွက် စောင့်မျှော်နှားဆင်နိုင်ပါရဲ့